ီကြားဖြတ်နေနေရအထူးစစ်စစ်ပွဲကြီးကျွန်တော်စပြီပေါ့နော်ကျွန်တော်တို့စတင်ခေါ်နေပေါ့တော့ကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီကြားဖြတ်နေနေရလဲကြားဖြတ်အထူးနေနေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်နိုင်ငံရဲ့ဂုံသိက္ခာအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံသိက္ခာအတွက်၃ချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံသိက္ခာအတွက်၄ချက်ကျွန်တော်တက်ဖွဲ့ဂုံသိက္ခာ ဒီဂုံတိက၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံတိကဂုံတိက၅ခုအတွက်ကိုကျွန်တော်တို့ကဒီဈာပြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လောက်ကိုလောက်ရမယ်ဆိုတဲ့အခြေမို့ဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးကဲနေတယ်လေအခုကတော့မျိုးစုံပါဗျာတရေမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူး မလုံထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်းပြဿနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပီးတိုင်ရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအခြေအနေခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပို့ဖို့လုပ်လာတာပေါ့နော်ဒါရေမြောဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာပေါ့လက်ရှိကတော့ကျွန်တော်တို့ကတော့ အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကအနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်။နံပါတ်၁ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားပြနေနေရေးမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဗောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်း လက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူပေါင်းဆောင်ရွက်သွားမယ်အဲ့လိုကျွန်တော်တို့ကတော့ဒီကိစ္စကိုဟလာဒီကြားပြတ်နေနေအတူတက်ဖွဲ့နေတယ်နိုင်ငံတော်စိုးရရဲ့ရစီမံခန့်ခွဲမှုကနေပြီးတော့မှကျွန်တော်တို့ဒီကြားပြတ်နေနေအတူစစ်စစ်ပွဲကြီးကျွန်တော်တို့စပြီးတော့နော်ကျွန်တော်တို့စတင်ခေါ်နေပေါ်တော့